ရဲ့ဗီဒီယိုကိုကြည့်ရှုနေတဲ့အကိုတွေကရောဒါ United ကိုပဲရွေးထားလား Everton ကိုပဲရွေးထားလားဘိုးပေါ်ဘိုးအောက်ကိုပဲဒါကစားထားလားဆိုတာကို Hello အားလုံးပဲမင်္ဂလာပါရှင်အထားရုပ်ပြန်လည်ဆုံတွေ့ကြပါပြီဒီနေ့ကတော့ပွဲက total 4ပွဲလောက်ပဲရှိတယ်အဲ့ဒီအထက်ကမှအထားရုပ်ရဲ့ Manchester United နဲ့ Everton ပွဲစဉ်လေးကိုတုံးသက်ပြီးသွားမှာဖြစ်လို့ထားရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါအောင်ရှင် န်ချက်စတာယူနိုက်တက်ကတော့ပရီးမီးယားလိအမှတ်ပေးစရာမှာအဆင့်10နေရာကိုရောက်သွားပြီးအဲဗာတန်ကတော့ဒါအဆင့်13နေရာကိုရောက်ရှိနေတာဖြစ်ပါတယ်အဲ့တော့သူတို့နှစ်သင်းကတော့ဒီနေ့မှာဘယ်လိုရီအကျိန်းနဲ့ကန်ကြမလဲဆိုတာကိုဒါစိတ်ဝင်တဲ့စားစောင့်ကြည့်ရမှာဖြစ်တယ်အဲ့တော့မန်ချက်စတာယူနိုက်တက်ကနောက်ဆုံးကစားထားတဲ့၅ပွဲမှာလည်းရှုံးပွဲမရှိထားဘူးအပွဲနိုင်ထားပြီးတော့၂ပွဲတည်ရကြထားတယ်ဆိုတော့ယူနိုက်တက်ကတော့အခုနောက်ပိုင်းမှာတော့ဒါတော်တော်လေးခြေစွမ်းနေတက်လာတာကိုတွေ့ရတယ်အဲဗာတန်ကကြတော့နောက်ဆုံးကစားထားတဲ့၅ပွဲမှာ၂ပွဲပဲနိုင်ထားပြီးတော့၂ပွဲရှုံးထားတယ်တည်ရ ရေတပွဲကြာထားတာကိုတွေ့ရပါတယ်။နောက်ဆိုတော့အားလုံးသိတဲ့အတိုင်းပဲ Everton ကအဝေးကွင်းဆိုရင်လည်းအတော်လေးကိုခြားတဲ့အသင်းထဲမှာပါတယ်။ဆိုတော့ United ကကြတော့ဒီ Premier League အသင်းတွေထဲမှာသူကတော့ဒါပွဲအချောင်ဆုံးအနေထားတစ်ခုကိုရောက်နေရပေါ့နော်အဲ့တော့အာရသလောက်အနေထားမှာဒါအမှတ်တွေကိုရသလောက်စုဆောင်ထားဖို့လဲလိုအပ်နေပြီဖြစ်ပါတယ် နော်ဆိုတော့ Amorim ရဲ့အတင်းကတော့အိမ်ကွင်းမှာတော့နောက်ဆုံး၄ဘွဲ့ဆက်ကိုအနိုင်ရထားတယ် Everton ကတော့ဒါထုံးစံအတိုင်းပဲခုနပြောသလိုပဲအဝေးကွင်းမှာတော့ဒါအတော်လေးခြာတက်ပြီးတော့ဒါသူ့ရဲ့နောက်တန်းကလုံးဝကိုအဆင်မပြေတတ်ပါဘူးဆိုတော့ပြိုင်ပွဲဆုံးနောက်ဆုံးအဝေးကွင်း၄ဘွဲ့မှာလည်း Everton တို့က၃ဘွဲ့ရှုံးနေထားပါတယ်ဒါပြင် Everton တို့ကဒါ United နဲ့အဝေးကွင်းတွေ့ဆုံမှုနောက်ဆုံး၄ဘွဲ့စလုံးကိုလည်းရှုံးနေထားတာဖြစ်ပါတယ်ဆိုတော့အာ United တို့ကတော့ဒါလက်ရှိမှာကြီးက OnePlus 8D ထိတက်သွားတယ်။အညနေကအထားကြည့်ရုံကတော့ဒါ OnePlus 65လောက်ထိပဲရှိတယ်ပေါ့နော်။ဆိုတော့ကြေးကတော့ဒါတော်တော်ကြီးကိုတက်သွားတယ်။အဲ့တော့ကြောင့်မို့လို့ဘာဖြစ်ဖြစ်ကွာ United ကတော့ခြေတာနေတဲ့အတွက်ကြောင့်မို့လို့ OnePlus 8D ပေးထားတယ်ဆိုတော့ကြေးကအာတကယ် United ကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကြတော့ဒါမနေခြင်းလောက်တဲ့ပုံစံမျိုးဖြစ်သွားတယ်။ကြီးကိုပြောင်းထားသလိုပဲကွာ။အာ OnePlus 80ဆိုတာတော့ဒါတမင်တက်တက်ကြီးကိုဒါကြီးလှည့်ထားတယ်လို့ထားထင်တယ်ပေါ့နော်။ဆိုတော့ တခုရှိတာကလည်း United တို့ကမထင်ထားတဲ့ပွဲမျိုးဒါထူးသားတွေတိတ်မနေတဲ့အချိန်မျိုးဆိုရင်သူကမြင်ရနိုင်လေးရှိတယ်ပေါ့เนาะဆိုတော့သူပေးထားတဲ့ကြီးရတဖြည်းဖြည်း1 plus 65ကနေအခု80လောက်ထိတက်သွားတယ်တက်သွားတဲ့ပုံမှာဖြည်းဖြည်းနဲ့ကြောက်ပြီးတော့ပေါ့เนาะဟာဒီလောက်ဆိုရင်မန်ယူအာနိုင်မာတော့မလား Everton တေးပဲကန်သွားတော့မလားဆိုတဲ့အတွေးမျိုးတွေနေတာ United body ကိုရှောင်သွားကြမယ်အနေထားလို့ထားထင်တယ်အဲ့တော့ဒီလိုအချိန်မှာသူတို့ဘယ်ကိုသွားမလဲဆိုရင် goal ball ဘက်ကိုပဲဒါထူးသားတွေ ်စောင့်နေလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့နည်းနည်းလေးတော့အန်နီယယ်များပါတယ်နော်အန်နီယယ်များတယ် United Body ထားကရွေးချယ်ထားတဲ့အကိုတို့အနေနဲ့ဒါအကြိုက်တူရယ်ဆိုရင်တော့ဆော့ပါဂျီကတော့ဒါ1 + 80အထိကူတော့တက်သွားပြီပေါ့နော်ဘာပဲဖြစ်ဖြစ်ဒါဒီနေ့ကတော့ United တို့သူ့အနေနဲ့နိုင်ပွဲကိုဒါရအောင်ကစားသွားနိုင်မယ်နေ့လို့ပဲထင်တယ်ပြီးတော့ဒါထိုးသားတွေအနေနဲ့ဂိုးပေါ်ကိုအာယုံစိုက်နေတဲ့အချိန်မှာ ီဘက်မှာ United body ကိုတော့ဒါသူတို့အနေနဲ့ပေးစားလိုက်လိမ့်မယ်လို့ထင်တယ်ပေါ့နော်ပြီးတော့ United ကိုသမား Jenny Lambert ကလည်းပေါ့နော်ဒီနေ့ကထပ်ပြီးတော့နိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒီ Premier League မှာသူသူဒီလိုရောက်တယ်อ่ะပေါ့နော်အလုံးဝမရှုံးသေးတဲ့စံတိတ်ကိုလည်းဒါရထားမှာပဲဖြစ်ပါတယ်ပြီးတော့ဒီနေ့ပွဲနိုင်ခဲ့မယ်ဆိုရင် United တို့ကအဆင့်9နေရာကိုတက်သွားပြီဖြစ်ပါတယ်ဆိုတော့ထောက်ပံ့လောက်ကိုခုန်တက်သွားပြီပေါ့လက်ရှိမှာ10ဆိုတော့ဒီနေ့ပွဲနိုင်လို့ရှိရင်အဆင့်9နေရာကိုရောက်သွားမှာပဲဖြစ်ပါတယ်အဲ့တော့ ဘာပဲဖြစ်ဖြစ် United တို့ဒီကလေးမှာတော့ဒါအကောင်းဆုံးစူးစမ်းမှုတွေနဲ့အတူအမိုးရည်ရဲ့ဒါအကောင်းဆုံးလိုက်ရက်တွေနဲ့ဒါတက်တက်ကြွကြွနဲ့ကစားလာမင်းနေလို့ပဲထင်ပါတယ်။အထာကုနာကပြောသလိုပဲထာက United body ကိုရွေးချယ်ပေးထားတယ်။အကြီးကတော့တဖြည်းဖြည်းတက်လာတဲ့အတွက်ကြောင့်မို့လို့အန်ဒီရောများတယ်။ကိုတို့ဒါအကြိုက်တူတယ်ဆိုမှဆော့ပါအကြိုက်မတူရင်တော့ဒါ အဆင်ပြေသလိုလုပ်ပါပေါ့နော်ဆိုတော့ထားရဲ့ရွေးချယ်မှုလေးကတော့ United Boy League ပဲဖြစ်ပါတယ် United ပွဲကတော့ညနက်ပွဲ2နာရီခွဲမှာကစားမှာပေါ့နော်ဆိုတော့ထားရဲ့ရွေးချယ်မှုကတော့ United Boy ဆိုပေမဲ့အခါရဲ့ဗီဒီယိုကိုကြည့်ရှုနေတဲ့အကိုတွေကရောဒါ United ကိုပဲရွေးထားလား Everton ကိုပဲရွေးထားလားဘိုးပေါ်ဘိုးအောက်ကိုပဲဒါကစားထားလားဆိုတာကို comment မှာရေးပြီးတော့မှဒါတယောက်နဲ့တယောက်ဆွေးနွေးတိုင်ပင်ကြမယ်ပေါ့နော်အားလုံးပဲကံကောင်းအပေါင်းပြကြပါစေရှင့်ဒါထားရဲ့ Telegram Channel လေးနဲ့ဒါ Facebook YouTube TikTok အကောင့်လေးတွေကိုလည်း like and follow လေးလုပ်ပေးထားကြဖို့ပြောချင်ပါတယ်ရှင်ထားရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံး 光顾借住你，对嘛、嗯？我